2026ဇန်နဝါရီလအတွင်းရွေးကောက်ပွဲကို PCO ကျင်းပမှာဖြစ်ပြီးမဲများသူအနိုင်ရတဲ့ FPTP စနစ်အပြင် PR စနစ်ပါ သုံးမယ်လို့အာဏာသိမ်းစစ်ကောင်ဆောင်ကပြောပါတယ်။မလ25ရက်က နေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်စီအစည်းအဝေးမှာစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်က ပြောသွားတာဖြစ်ပါတယ်။ မဲဆင်းကိုအကြောင်းပြပြီးအနာသိမ့်ခဲ့တဲ့စစ်ကောင်စီဟာရွေးကောက်ပွဲကိုဒီဇင်ဘာတတိယပတ်နဲ့ဇုတ်ထပတ်ဇန်နဝါရီပထမပတ်နဲ့ဒုတိယပတ်တွင်ပြုလုပ်ဖို့အရာထားတယ်လို့လည်းဆိုပါတယ်ရွေးကောက်ပွဲအထမြောက်တဲ့အဆင့်ကိုဦးစားပေးပြီးအထမြောက်အောင်ဆောင်ရွက်ရမှာဖြစ်ကြောင်းနဲ့ငွေကြေးကုန်ကျမှုများပေမဲ့နိုင်ငံနဲ့ကိုက်ညီပြီးမဲမတမာမှုပြုလုပ်ဖို့မလွယ်ကူတဲ့ electronic voting machine စနစ်နဲ့ချုပ်တင်ပြင်ဆင်တယ်လို့လည်းဆိုပါတယ် အမျိုးသားညီညွတ်ရေးတိုင်းမခံအကောင်စီ NUCC နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကတော့အကြမ်းဖက်ဆဲအုပ်စုအနေနဲ့အထူးအရောင်ရွေးကောက်ပွဲကျင်းပလိုက်ရုံနဲ့မြမတွေဦးတွန်လှန်ရေးရပ်တန့်သွားမှာမဟုတ်သလိုမြမပြည်ထနာရဲ့ထွက်ပေါက်လည်းမဟုတ်ဘူးလို့ပူတဲ့ကြညာချက် ထုတ်ပြန်ထားပါတယ်ရှင်။